မဂါဒဇင်မှာဒီနေ့ဂျွန်လ9ရက်နေ့အတွက် People's Win ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဂါဇာပြည်ရဲ့ဇယင်တောင်းဆိုမှုလုံခြုံရေးကောင်စီမှ American Veto အာဏာသုံးပြီးပယ်ချတဲ့တဲ့။ကမ္ဘောဒီးယားနဲ့နယ်စပ်ရေးမှာအချုပ်အခြာကာကွယ်ရေးဦးစားပေးမယ်လို့ထိုင်းအစိုးရပြောတဲ့တဲ့။တအိမ်အောင်ကလေးနှစ်ဦးကန့်သက်ချက်ကို VNN ပယ်ဖြတ်တဲ့တဲ့။ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဂါဇာကမ်းမြောင်ဒေသမှာအပြက်ခတ်ရဲစဲရဲတောင်းဆိုဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအဆိုတင်သွင်းရမှာ အမေရိကန်ကဗီတိုအာနာသုံးပြီးပယ်ချသွားခဲ့ပါတယ်။ဂျော်လာ၄ရက်နေတော့ကလုံခြုံရေးကောင်စီအဖွဲ့ဝင်15နိုင်ငံကဂါဇာမှာအပြစ်အခက်ရပ်ဆယ်ရင်းနဲ့လူသားချင်းစာနာမှုအထောက်အပံ့တွေအတားဆီးမရှိဝင်ရောက်နိုင်ရေးတောင်းဆိုဖို့မဲပေးခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်ဟာလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံထဲမှာပါဝင်ပြီးဗီတိုအာနာအသုံးပြုခွင့်ရှိပါတယ်။ဂါဇာအရေးနဲ့ပတ်သက်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာနိုဝင်ဘာလတုန်းကနောက်ဆုံးတစ်ကြိမ်အလားတူအဆိုတင်သွင်းခဲ့တဲ့အားထုတ်မှုမှာလည်း အစ္စရေးရဲ့အမာခံမဟာမိတ်ဖြစ်တဲ့အမေရိကန်ကဒီဒိုအာနာနဲ့ပယ်ချခဲ့ဘူးပါတယ်။အမြဲတမ်းအဖွဲ့ဝင်တွေမဟုတ်တဲ့လုံခြုံရေးကောင်စီဝင်ဆယ်နိုင်ငံဟာသူတို့စုပေါင်းတင်သွင်းတဲ့အဆိုအတွက်အမေရိကန်ကိုယ်စားလှယ်တွေကိုညှိနှိုင်းဖို့အပူတပြင်းစ조사ခဲ့ပေမဲ့လည်းမဲခွဲချိန်မှာတော့အလက်ဟတ်တာဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ဒေါ်ရက်တီရှီရောကတော့အခုတင်သွင်းတဲ့အဆိုဟာမြေပြင်အခြေအနေမှန်တွေ Hamas ပြောက်ကြားအဖွဲ့ရဲ့အတင်းရဲမှုတွေကိုအခြေခံပြီး ကင်တွယ်ညှိနှိုင်းနေတဲ့တန်တမန်ရေအားထုတ်မှုတွေကိုထိခိုက်စေနိုင်တယ်လို့ဆွဆွဲခဲ့ပါတယ်။နောက်ပြီးအဲ့ဒီအဆိုထဲမှာအစ္စရေးနဲ့ဟားမတ်တို့တံတန်းတဲ့သဘောမျိုးမှားယွင်းစွာသတ်မှတ်ထားတယ်လို့လည်းသူကပြောပါတယ်။ကုလသမဂ္ဂမှာအမေရိကန်ကဗီဒီယိုအာနာသုံးတာကတော့သမရဒေါ်နယ်ထရန့်ရဲ့လက်ရှိဒုတိယသမရသက်တမ်းကာလအတော်တွင်ပထမဆုံးဖြစ်လာပါတယ်။ဂါဇာမှာအပြစ်အခက်ရပ်ဆဲဖို့အစ္စရေးဟားမတ်ကိုပါနိုင်ငံတကာကဖိအားပေးမှုတွေမြင့်တက်လာနေပေမဲ့တိုက်ခိုက်မှုတွေကတော့ဆက်လက်ဖြစ်ပွားနေသေးပါ။ စ်ပွဲကြောင့်အရက်သားတွေတေဆုံးမှုတွေဆက်တိုက်တိုးလာနေတဲ့အချိန်လေးပေါ့လုံခြုံရေးကောင်စီကထိရောက်စွာအာယုံဆိုင်ကိုင်းတွဲပေးစေလိုကြောင်းကုလသမဂ္ဂဆိုင်ရာပါလက်စတိုင်းကိုယ်စားလှယ်ရီယက်မန်ဆာကတိုက်တွန်းထားပါတယ်။တစ်ဖက်မှာတော့ကုလသမဂ္ဂဆိုင်ရာအစ္စရေးတန်မတ်ကြီးဒန်နီဒါနွန်ကလုံခြုံရေးကောင်စီမှတင်သွင်းခဲ့တဲ့အဆိုဟာအနှစ်သာရကင်းမဲ့ပြီးနိုင်ငံရေးအရာအစ္စရေးကိုထိုးနှက်ဖို့တသက်တာဖြစ်တယ်လို့ဝေဖန်သွားခဲ့ပါတယ်ရှင်။နေဆက်ရေးရအငင်းခုန်နေဖြစ်လာတဲ့အခါအချုပ်ချာအာနာခိုင်မာတည်တဲ့ရေးဆိုတဲ့ရှုတော့က ်ဦးစားပေးလှုပ်ဆောင်သွားမယ်လို့ထိုင်းဆိုရကပြောကြားခဲ့ပါတယ်။အင်းနီချန်ကမ်ဘောဒီးယားနိုင်ငံနဲ့နေဆက်ပြည်ပခတို့ကြုံတွေ့နေတဲ့အချိန်တွေမှာထိုင်းဆိုရကအခုလိုသဘောထားကိုထုတ်ပြန်ခဲ့တာပါ။ဒါပေမဲ့ဒီပြဿနာကိုနှစ်ဖက်ကြားဆွေးနွေးမှုတွေနဲ့ငင်းငင်းချမ်းချမ်းဖြေရှင်းနိုင်ဖို့ပုံပြီးလိုလားကြောင်းလဲဂျော်လာ၃ရက်နေမှာထိုင်းအစိုးရကဆိုပါတယ် Facebook ပေါ်မှာထုတ်ပြန်ခဲ့ရမှာတော့ထိုင်းအစိုးရရဲ့ဦးစားပေးရည်ရွယ်ချက်ဟာအချုပ်ချာအာဏာကိုကာကွယ်ထိန်းသိမ်းဖို့ဖြစ်တယ်လို့ဖော်ပြထားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲငင်းချမ်းတဲ့နီလန်းတွေ နိုင်ငံတကာဥပဒေတွေလူသားချင်းစာနာမှုရှုထောက်ကချင်းကတ်တာတွေနဲ့အဖြေရှာဖို့လဲလူလားကြောင့်ထိုင်းကဆိုပါတယ်မေလ28ရက်တုန်းကထိုင်းနိုင်ငံရဲ့ Ubon Racha Thani ပြည်နယ်နဲ့ခိဆက်နေရနေဆက်နောက်မှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်ကြောင့်အသေးစားပြစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတို့ထိဆုံးခဲ့ရပါတယ်ထိုင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ကိုကိုကိုရောနိုင်ငံရဲ့အချုပ်အခြာကိုပါကာကွယ်သွားမှာဖြစ်ကြောင်းပြီးတော့နိုင်ငံတကာရဲ့ဥပဒေတွေနဲ့ညီညွတ်တဲ့စီမြင့်တွေနဲ့အညီကင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစိုးရရဲ့ထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။နောက်ပြီးတင်းမာမှုတွေကိုဖြေလျှော့ဖို့နှစ်နိုင်ငံကြားမှာဝန်ကြီးချုပ်အချင်းချင်းချိတ်ဆက်မှုအပေါ်အဝင်ဆက်ဆက်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့လည်းထိုင်းအစိုးရကကြေညာသွားပါတယ်။တစ်ဖက်မှာတော့ကမ္ဘောဒီးယားအစိုးရကဒီပြဿနာနဲ့ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာတရားရုံး ICJ လိုမျိုးဂျာကန်တရားရေးအဖွဲ့အစည်းတစ်ခုရဲ့အဆုံးအဖြတ်ကိုခံယူလိုတယ်လို့သဘောထားထုတ်ပြန်ထားပါတယ်။ထိုင်းအစိုးရကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားနဲ့အပြန်အလှန်ညှိနှိုင်းသွားမယ်လို့ပြောပါတယ်။ လက်ရှိမှာတော့နယ်စပ်ကအခြေအနေတွေဟာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရှိနေသလိုနှစ်နိုင်ငံကြားပူးပေါင်းအပြေရှောင်မှုတစ်ခုကိုအထမြောက်အောင်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းခိုင်းအစိုးရကထုတ်ပြန်ခဲ့ပါတယ်ရှင်။တအိန်နောင်ကိုကလေးနှစ်ဦးထပ်ပုံမယူရဘူးဆိုတဲ့ကန့်သတ်ချက်ကိုဗီယက်နမ်အစိုးရကပယ်ဖျက်လိုက်ပြီးဖြစ်ပါတယ်။ကွန်မြူနီအစိုးရအောက်ချုပ်နေတဲ့အရှေ့တောင်အာရှဒေသတွင်နိုင်ငံဟာမွေးဖွားနှုန်းတိတိတတ်တာကျဆင်းတဲ့ပြဿနာနဲ့ရုန်းကန်နေရတဲ့နောက်အခုလိုမူဝါဒအပြောင်းအလဲဖြစ်လာခဲ့တာပါ။ဂျွန်လ၄ရက်နေ့မှာတော့အစိုးရပိုင်းမီဒီယာက ဇနီးမောင်နှံတွေအနေနဲ့ကလေးပဲနေရောက်ယူမလဲကလေးယူဖို့အချိန်ဘယ်လောက်ကြာပြီးတတ်မှတ်မလဲဆိုတာတွေကိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိလာမှာဖြစ်တယ်လို့ကြေညာသွားပါတယ်ဒါဟာဆယ်စုနှစ်တွေနဲ့ချီကြာမြင့်ခဲ့တဲ့မူဝါဒကနေနောက်ကြောင်းပြန်ထည့်သွားခြင်းလည်းဖြစ်ပါတယ်တအိမ်တော်ကိုကလေးနှုတ်ထပ်ပုံမြူရောက်ဘူးဆိုတဲ့မူဝါဒကို1960ပြည့်နှစ်တုန်းကကွန်မြူနဲ့မြောက်ဗီယက်နမ်မှာစတင်ကျင့်သုံးခဲ့ပါတယ်နောက်တော့ဗီယက်နမ်တနိုင်ငံနဲ့အဖြစ်ပေါင်းစည်းသွားတဲ့အချိန်မှာ1980နဲ့1996ပြည့်လွန်နှစ်တွေအတွင်း တောင်ပိုင်းမှာပါအကောင့်ထဲပေါ်လာခဲ့တာပါ။နောက်ပိုင်းမှာတော့တအိမ်တော်ကိုကလေးနှစ်ဦးမူဝါဒဟာမလိုက်နိုင်ရင်တင်းတင်းကြပ်ကြပ်အရင်ယူတဲ့အချိန်နဲ့မျိုးမဟုတ်တော့ပဲဖြေလျှော့မှုတွေရှိလာခဲ့ပေမဲ့အာနာယကွန်မြူနီပါတီဝင်တွေကဖောက်ပြတ်တာဆိုရင်တော့အရင်ယူမှုတွေကြောင်ရနိုင်ပါတယ်။ဗီယက်နမ်ဟာ2003ခုနှစ်မှာအဲ့ဒီမူဝါဒကိုပယ်ဖျက်မလို့သဘောထားမျိုးပြသခဲ့ရကနေ2008ခုနှစ်မှာပြန်လည်ကျင့်သုံးလာခဲ့ပါတယ်။အခုတော့ဗီယက်နမ်မှာငွေဖွားနှုန်းကျဆင်းလာနေတာကြောင့်လေအာနာပိုင်းတွေဟာမိသားစုဝင်အရေးအတွက်မြင့်တင်နိုင်မဲ့ နီလန်းတွေကိုရှောက်ဖွေနေကြပါတယ်၂၀24ခုနှစ်တုန်းကဗီယက်နမ်မှာအမျိုးသမီးတဦးရဲ့ပြန်မြောက်ကလင်းမွေးနှုန်းဟာတည်ထရမ6%ရောက်တာရှိခဲ့ပြီးနိုင်ငံရဲ့ဆုံးရှုံးသူတွေကိုအလျင်မြောက်ဖြစ်တင်းနိုင်ဖို့ရုန်းကန်နေရတဲ့အခြေအနေဖြစ်လာပါတယ်မိသားစုစီမံကိန်းဆိုင်ရာကျန်းကျင်သူတွေကတော့လက်ရှိအခြေအနေတိုင်းဆက်သွားရင်ပြည်တွင်းမှာတက်ကြီးရွယ်ဝအချိုးအစားပုံများလာတာဝန်တိုင်းရင်အားပြတ်လက်တာလူမှုဖူလုံရေးလုပ်ငန်းတွေအတွက်ဖိအားတွေတိုးလာတာတွေကြုံတွေ့နိုင်ပြီး ရေရှည်မှာနိုင်ငံစည်းပွားရေးတိုးတက်မှုကိုထိခိုက်စေနိုင်တယ်လို့ထောက်ပြထားပါတယ်။ဗီယက်နမ်မှာတော့မြို့ပြ area တွေမှာမွေးဖွားနှုန်းကတတိတသာပုံမှန်ကျဆင်းနေပြီးနေထိုင်မှုစရိတ်အရန်ကြီးတဲ့ဟိုချီမင်းစီးတီးလိုမြို့မှာဆိုရင်ငယ်ရွယ်တဲ့စုံရွယ်တွေဟာကလေးမယူချင်ကြတော့ပါဘူး။2023ခုနှစ်မှာမြို့ရဲ့မွေးဖွားနှုန်းဟာအမျိုးသမီးတဦးကိုကလေးတိတရမ3နှစ်ဦးထိရောကျသွားကြောင်းသိရပါတယ်။ဗီယက်နမ်လိုပဲအာရှနိုင်ငံချို့ဟာလည်းမိသားစုတွေမှာကလေးမွေးဖွားနှုန်းညော့နေသွားတဲ့ပြဿနာနဲ့ရုန်းကန်နေကြရပါတယ်။ အရှေ့တောင်အာရှဒေသတွင်းမှာဆိုရင်ထိုင်းစင်ကာပူနဲ့မလေးရှားတို့လည်းတူညီတဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်ဂျပန်မှာဆိုရင်2024ခုနှစ်မှာပထမဆုံးအကြိမ်ဖြစ်တနက်တာကလေးမွေးဖွားနှုန်းဟာခုနှစ်သိန်းအောက်ကိုကျဆင်းသွားတယ်လို့အစိုးရကထုတ်ပြန်တဲ့အချက်အလက်အရသိရပါတယ်တရုတ်ဟာတအိမ်တော်ကလေးတယောက်မူဝါဒကို2016ခုနှစ်မှာအဆုံးသတ်ခဲ့ပြီး2021ခုနှစ်မှာတော့မိသားစုတစ်ခုကိုကလေး၃ဦးထိရုပ်ခွဲပြုတ်ခဲ့ပေမဲ့လည်း နောက်ဆုံး၃နှစ်ဆက်တိုက်နိုင်ငံလူရဲ့ရုပ်ရော့ကြဆင်းမှုအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်ရှင် People's Win ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်